်လူငယ်ကစားသမားအသက်လိန်နာတွေထွက်လာလို့အကြက်ရိုက်နေတဲ့မန်ချက်စတာကလပ်နဲ့တင်းဘောလုံးသမားတွေအသက်လိန်နေဆိုတာအာရှနဲ့အာဖရိကဘောလုံးလောကမှာတော့မထူးဆန်းတဲ့အရာလို့ဆိုရပါလိမ့်မယ်ဘောလုံးဖွံ့ဖြိုးတဲ့နိုင်ငံတွေနဲ့ဘောလုံးကြီးကြီးနေတဲ့နိုင်ငံတချို့မှာအသက်လိန်နေပြဿနာကိုမဖြေရှင်းနိုင်သေးပေမဲ့ဖွံ့ဖြိုးပြီးဘောလုံးအင်အားကြီးနိုင်ငံတော်တော်များများမှာတော့ဒီပြဿနာကမရှိသလောက်ရှားပါးနေပြီဖြစ်ပါတယ်။ဒါပေမဲ့ဒီအပိုင်းတွင်းမှာထွက်ပေါ်လာတဲ့သတင်းတစ်ခုကအင်္ဂလန်ဘောလုံးလောကတာဝန်ရှိသူတွေကိုမျက်ခုံးပင့်သွားစေခဲ့ပါတယ်။အဲဒါကမန်ချက်စတာမြို့ကန်အသင်းကြီးတင်းဖြစ်တဲ့မိန်းနဲ့တဲ့အသင်းနဲ့မန်စီးတီးအသင်းတို့ရဲ့အကယ်ဒမီတွေမှာကစားသမားတချို့ဟာအသက်လိန်ထားကြပြီ သူတို့ရဲ့တကယ်အသက်မန်ကမတ်ပုံနေစင်းရင်းတွေကအသက်ထပူကြီးနေတယ်လို့သိရပါဗျ။ဒီအကယ်ဒမီတစ်ခုကပြည်ပနိုင်ငံဘွားကစားသမား6ဦးဟာအသက်လင်ထားကြတယ်လို့ဆွဆဲမှုတွေရှိနေတာဖြစ်ပါတယ်။ဒီကစားသမား6ဦးတွေက3ဦးဟာအင်္ဂလန်နိုင်ငံကိုစားပြုပြီးတက်တန်းအလိုက်လူငယ်အသင်းတွေမှာတောင်ပါဝင်ကစားခဲ့ကြတယ်လို့သိရပါဗျ။တယ်လီဂရက်သတင်းစာကဒီသတင်းကိုအစအစွဲထုတ်ကဖော်ပြခဲ့ပြီးအခုကဒီအသင်းအသင်းကတာဝန်ရှိသူတွေဟာဒီလိုဆွဆဲကန်ရတဲ့ကစားသမားတွေရဲ့ဓာတ်ပုံအချက်လက်တွေကိုစစ်ဆေးလျက်ရှိနေကြောင်းသိရပါဗျ။ဒီလူငယ်ကစားသမားတွေကအနာဂတ်တောက်ပနေတဲ့ဖိုးတန်ကျဲပွင့်ကစားသမားတွေဖြစ်တာကြောင့် သူတို့ကသာသမာဘဝထိခိုက်နစ်နာမှာစိုးရိမ်လို့ဘသူဘဝဆိုတာကိုနှစ်ဖက်အသင်းရော မီဒီယာတွေကပါဖော်ထုတ်ရေးသားခြင်းမရှိကြောင်းသိရပါတယ်။ဒါပေမဲ့ဒီပြဿနာပေါ်ပေါက်လာတာကတခြားအင်္ဂလန်ကလပ်အသင်းတွေကအကယ်ဒမီတွေအတွက်ပါစိုးရိမ်စရာဖြစ်စေခဲ့ပါတယ်။အကယ်ဒမီမှာတက်ရောက်နေတဲ့လူငယ်ကစားသမားတွေကတချို့သောမိဘတွေကလည်းသူတို့ရဲ့ကလေးတွေအနေနဲ့အသက်လိန်ထားတဲ့ကစားသမားတွေနဲ့ကစားနေကြတာကိုစိုးရိမ်တော့ကရောက်နေကြောင်းသိရပါတယ်။ဒီအသက်လိန်ကစားသမားတွေကြောင့်မိမိတို့ရဲ့ကလေးတွေထိခိုက်ဒဏ်ရာရမှာစိုးရိမ်နေလို့ကလေးမိဘတဦးကပြောခဲ့ပါတယ်။ရောရောဆယ်မှာတော့ဒီပြဿနာကိုဘလို့ရေးယူဖြေရှင်းမလဲဆိုတာ မန်ချက်စတာမြို့ကနေတင်ပရီးမီးယားလိအဖွဲ့ချုပ်နဲ့ဗြိတိန်ပြည်ထရေးဝန်ကြီးဌာနတို့ကတရားဝင်တုံ့ပြန်ပြောဆိုမှုမရှိသေးပါဘူး။ဒီမှာဒီနေ့ဆက်တဲ့အမားကိုချက်ပြ